မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့နည်းနည်းနဲ့ဆွေးနွေးကြည့်ရမယ့်အကြောင်းအရာကတော့လေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့လူတိုင်းရဲ့နေစဉ်ဘဝနဲ့လည်းတိုက်ရိုက်ပတ်သက်နေပါတယ်ဇေချစ်ဖူးဝေမြမဆာရဲ့ဘဝနဲ့ဘဝင်ဆိုတဲ့ဆောင်းပါးလေးတွေပေါ့ပါအဲ့ဒီဆောင်းပါးကိုအခြေခံပြီးတော့လူတယောက်ရဲ့အဖြစ်ပါမှမြင်နေရတဲ့ဘဝပေါ့ပြီးတော့သူ့ရဲ့အတွင်းစိတ်ခံစားမှုအဲဘဝင်ကြားကဆက်နွယ်မှုကိုစမ်းစစ်ကြည့်ကြမှာပါ ဆိုတော့ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုဘလို့များအပြန်လန်ဆွမ်းမှုနေတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြတာပေါ့ဟုတ်ကဲ့ရှင်ဒီဆောင်းပါးမှာအဖွဲ့မတင်တိတ်လာတဲ့ဥမာလေးတစ်ခုသုံးထားတွေ့ရတယ်အဲ့ဒါတော်တော်လေးဆွေးရွေးသွားတယ်ဆောင်းပါးရှင်ကဘဝကိုလေမုံတိုင်းထန်နေတဲ့ပင်လယ်ပြင်ကြီးနဲ့နှိုင်းထားတယ်ပြီးတော့ဘဝင်ကိုတော့အဲ့ဒီပင်လယ်ရဲ့ရေးမြင့်လာပြင်အောက်မှာစီးနေတဲ့အမ်မက်ရှိနဲ့မမြင်ရတဲ့ရေစီးကြောင်းနဲ့နှိုင်းထားတာအဲ့ဒီဥမာလေးတစ်ခုတည်းနဲ့တင်ကျွန်တော်တို့ပြောမယ့်အကြောင်းအရာရဲ့အထွေကချက်ကိုခြုံမိသွားတယ်လို့ပဲ ော်တော်လေးမြင်ထားတဲ့ဥပမာပဲနော်ပင်လယ်နဲ့ရေစီးကြောင်းဆိုတာကောင်းပြီလေဒါဆိုရင်အဲ့ဒီအသေးပဲဖွင့်ဆိုချက်ကနေပဲကျွန်တော်တို့စလိုက်ကြရအောင်ဆောင်းမထဲနာတော့ဘဝဆိုတာအလုပ်အကိုင်ကျမ်းပါရေးလို့အပြင်ပန်းရာတွေဘဝင်းဆိုတာကတော့အတွင်းစိတ်ရဲ့စီးစင်မှုစိတ်နဲ့စိတ်ထားလို့ဆိုထားတယ်ပြီးတော့ဒီနှစ်ခုကိုဒင်ကားပြောက်တပြားတဲ့ခေါင်းနဲ့ပန်းလိုပဲတဲ့ခွဲမရဘူးလို့လည်းပြောထားပြန်အောင်အဲ့ဒီချက်ကိုကျွန်တော်နည်းနည်းစဉ်းစားမိတယ် တကယ်ပဲအဲ့ဒီလောက်ထိခွင့်မရတဲ့အရာတွေလားတခါတလေအပြင်ပန်းမှာအရာအလုံးအဆင်ပြေနေပေမဲ့အတွင်းစိတ်ကလိဟာနေတာမျိုးတော့မရှိနိုင်ဘူးလားယလိမေကွန်းကတိတ်ကောင်းတဲ့အချက်ပဲရှင် ခွင့်မရဘူးဆိုတာပါလေတစ်ခုနဲ့တစ်ခုထပ်တူကြနေတယ်လို့ဆိုလိုတာထက် အပြန်လန်အဆက်မပြတ်တက်ရောက်မှုရှိနေတယ်ဆိုတဲ့သဘောကိုပိုးပြီးဆိုလိုတာမှာဒီနေရာမှာဘဝင်ဆိုတဲ့စကားလုံးရဲ့မူလအတိတ်ပဲကိုနည်းနည်းလေးပြန်ကြည့်ရင်ပိုရှင်းသွားမယ်ထင်တယ်ဘဝင်ဆိုတာပါဠိစကားလုံးဘဝင်ကအကလာတာပေါ့နော် သူ့ရဲ့အတေဘယ်ကဘဝရဲ့အကြောင်းဆက်တမမောင်စိတ်အစဉ်ရဲ့စီးကြောင်းပေါ့ရိုရိုရှင်းရှင်းပြောရရင်တော့စိတ်တကြန့်ခိုင်မှုအတွင်းစိတ်ရဲ့တည်ငြိမ်မှုလို့ဆိုနိုင်ပါတယ်ခုနကမေကွန်းနဲ့ပြန်ဆက်ရရင်ဟုတ်တယ်အပြစ်မှာအဆင်ပြေပေမဲ့အတွင်းစိတ်လစ်ဟာနိုင်တယ်ဒါပေမဲ့အဲ့ဒီလစ်ဟာနေတဲ့အတွင်းစိတ်ပုံဝင်ကြောင့်ပဲအဆင်ပြေနေတဲ့အပြင်ဘဝဘဝကတဖြည်းဖြည်းပြန်ပြီးရိုင်းနဲ့လာနိုင်တယ်ဆိုတဲ့သဘောပါအော်ဒီလိုကိုဆိုတော့တခုကနောက်တခုကိုလိုက်ရပြန်ပြီးတက်ရောက်နေတယ်ပေါ့ ဥမာအဖြစ်ပြက်တစ်ခုတည်းကိုပဲအတွင်းစိတ်ရဲ့အခြေအနေပေါ်မူတည်ပြီးတုံပြံပုံကွဲသွားနိုင်တယ်။အဲ့ဒီအခါမှာရက်လက်တွေပါလိုက်ပြောင်းသွားရောဆိုတဲ့သဘောလား။ဟုတ်ပါတယ်။အဲ့ဒီသဘောပါပဲ။ဥပမာအလုတ်မှာ deadline မမီတော့ဘူးဆိုပါစို့။အဲ့ဒါဘဝပေါ်က line ပဲ။အဲ့ဒီ line ကိုဘဝင်တည်ငိမ့်တဲ့သူကကဲဘယ်ကစလို့အရင်အဆင်ပြေမလဲဆိုပြီးအဖြစ်ရှာမယ်။ ဘဝင်နှုတ်ချိနေတဲ့သူကတော့ငါတော့တွားပြီဆိုရဲစိုးရိမ်စိတ်နဲ့ပဲအချင်းကုန်သွားပြီ အချင်းတွေကိုပို့ဆိုးသွားစေနိုင်တာပေါ့ရှင်းသွားပြီအဲ့ဒီအချက်နဲ့တိုက်ရိုက်ဆက်ဆံနေတဲ့စကားလုံးတစ်ခုကိုစောင်းမာမာအလေးပေးပြီးဆွေးနွေးထားတာတွေ့တယ်။အဲ့ဒါကတော့ဘဝင်မြင့်တယ်ဆိုတာပဲ။ဒီစကားလုံးကကျွန်တော်တို့မြန်မာစကားမှာယင်းဤပိဒါစကားလုံးတစ်ခုဖြစ်နေပြီမယ်လေ။ဒီနေ့ခေတ်ဆိုရှယ်မီဒီယာမှာအောင်မြင်မှုကိုအမေးပြနေရတဲ့ဖြစ်အားတွေနဲ့ပေါင်းလိုက်တော့ ပိုပြီးတော့အဖြစ်များလာနိုင်သလားလို့တော့တွေးမိတယ်တကယ်ကိုထိမိတဲ့ထောက်ပြချက်ပါပဲဆောင်းပါးကအဲ့ဒီအချက်ကိုပဲထောက်ပြချင်နေလားဘဝင်မြင့်ချင်းဆိုတာအောင်မြင်မှုရဲ့အာဘေးထွက်ဆိုးကျိုးတစ်ခုလို့ဖြစ်လာတတ်တယ်အောင်မြင်မှုဆိုတဲ့ဘဝရဲ့အခြေအနေကောင်းတစ်ခုက အတွင်းစိတ်ဘဝင်ကို မာနထောင်လွှားစေလေအဲ့ဒီခါဘာဆက်ဖြစ်လဲဆိုတော့အဲ့ဒီမာနကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုမားစေတော့อืมอืมလူမှုဆက်ဆံရေးတွေပျက်စီးစေတယ် ို့မြင်ကတော့အမှန်လို့ထင်လာတယ်။အဲ့ဒီလိုနဲ့ကိုလုတ်တဲ့အမားတွေကကိုတီဆောင်ထားတဲ့အပြင်းမဘွားရဲ့အောင်မြင်မှုတွေကိုပြန်ပြီးတိုက်စားဖြစ်လိုက်တော့တာပဲ။နော်။တန်တရားလဲသွားတာပေါ့နော်။ဟုတ်ပါတယ်။ဒါဟာအတွင်းစစ်ကအပြင်းဘွားကိုအပြည့်သဘောနဲ့ပြန်တက်ရောက်တဲ့အရှင်းလင်းဆုံးဥပမာတစ်ခုပါပဲ။မနာကြောင့်ကိုတီဆော့ထားတာတွေပြန်ပြောလဲနိုင်တယ်ဆိုတာတကယ်တည်းထားစရာပဲဒါကတော့အနုလက္ခဏာဆောင်တဲ့ဘက်ကတက်ရောက်တာပေါ့ဒီလိုဆိုရင်အပေါင်းလက္ခဏာဆောင်တဲ့တက်ရောက်မှုမျိုးတော့ အတွင်းစိတ်တည်ငြိမ်အေးချမ်းခြင်းရဲ့အကျိုးကျေးဇူးကိုတော့ဆောင်းပါးကဘယ်လိုများပြောထားပါသလဲရှင်နာဘောအဲ့ဒါကတော့ဘဝင်ကြတယ်ဆိုတဲ့အခြေအနေပေါ့ဆောင်းပါးမှာတုံထားတဲ့ဥပမာအတိုင်းပြောရရင် ရေကြည်နေတဲ့အခါရေအောက်ကကြောက်ခဲကိုရှင်းရှင်းလင်းလင်းမြင်ရတယ်လို့ပဲတဲ့အင်းကျွန်တော်တို့ရဲ့စိတ်အဲဘဝင်ကကြည်လင်တည်ငြိမ်နေတဲ့အခါကိုဘဝမှာရင်ဆိုင်နေရတဲ့ပြဿနာရဲ့တကယ့်အရင်းမြစ်ကိုထိုးထွင်းသိမြင်နိုင်စွမ်းရှိလာပါတယ် စစ်တီနောက်ကျတော့တာတွေဖြစ်နေတဲ့အခါကျတော့ပြဿနာရဲ့မင်းနှဖင်းလောက်ပဲမြင်ပြီးတော့အော်ဟစ်တွန်ပြန်ပြီးတက်တယ်။ဟုတ်ကဲ့။ဘဝင်ချနေတဲ့သူကပြဿနာရဲ့အရင်းမြစ်ကဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တယ်။အဲ့ဒီတော့အဖြစ်မှန်ကိုရှာတွေ့နိုင်တာပေါ့။ဆိုတော့ခြုံပြီးပြောရရင်ကျွန်တော်တို့များစုကလည်းလေအကောင်းစားဖြစ်ဖို့လေကိုဆေးအလာတွေချေဖို့အဲအပြင်းပန်းဘဝလပဖို့ကိုပဲအာရုံစိုက်နေကြပြီကော။ဟုတ်တယ်။အတွင်းစိတ်ကိုမင်းနေကြတာ။အဲ့ဒါပဲ။လေကိုတင်ငင်အောင်ထင်းချောင်းပေးမယ်။ ကိုယ့်ရဲ့ဘဝန်ဆိုရယ်ပဲကိုင်းနိုင်ချွမ်းကိုကြလေ့ကျင့်ဖို့မင်းနေတကြရယ်ဆိုရယ်သဘောတက်အောင်နေတာတော်တော်လေးမန်နဲ့ဝေဖန်ချက်လို့မြင်တယ်ဒီလိုဆိုရင်အဲ့ဒီအတွင်းစိတ်ကိုခိုင်မာအောင်တည်ငြိမ်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာနဲ့ပတ်သက်ပြီးစောင်းပါမှာလက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေပါတယ်လားဟုတ်ကဲ့အဲ့ဒီအချက်ကအရေးကြီးဆုံးပါပဲစောင်းမကသဘောတရားတင်မဟုတ်ဖဲလက်တွေ့ကျင့်သုံးနိုင်ဖို့အချက်၃ချက်ကိုလမ်းညွှန်ထားပါတယ်ပထမတစ်ချက်ကတော့ဘဝင်မမြင်ဖို့ပါပဲ။ အောင်မြင်မှုရတိုင်းမှာနှိမ့်ချတဲ့စိတ်ကိုမွေးမြူဖို့လိုတယ်လို့ဆိုပါရယ်ခဏလေးမှအဲ့ဒီအချက်ကပြောတော့သားလွယ်တာလက်တွေ့မှာတော့နည်းနည်းရှုပ်ထွေးမဲ့ခနဲ့လူတယောက်ကကြိုးစားလို့အောင်မြင်သွားတဲ့အခါဂုံယူတဲ့စိတ်ပြောတဲ့စိတ်ကတော့ဖြစ်မှာပဲလေအဲ့ဒီစိတ်နဲ့မာနထောင်လွှားတဲ့စိတ်ကြကစီးကဘယ်နာမှရှိမလဲကောင်းတယ်မိကောမှာပဲနှိမ့်ချခြင်းဆိုတာကိုယ်အောင်မြင်မှုကိုရှော့တွက်ခိုင်းတာမဟုတ်ပါဘူးဂုံယူတွင့်ပါတယ် ဒါပေမဲ့အဲ့ဒီအောင်မြင်မှုဟာကိုတယောက်တည်းရဲ့ထူးချွန်မှုကြောင့်မဟုတ်ပဲကိုကိုကူညီခဲ့တဲ့သူတွေအချင်းနဲ့အချင်းခါရဲ့ပံ့ပိုးမှုရဲ့ပါဝင်တယ်ဆိုတော့ကိုအမြဲတမ်းတရိယာနေချင်းပါပဲ။အွန်းအောင်မြင်မှုရဲ့ credit အလုံးကိုကိုတယောက်တည်းမီယူလိုက်တဲ့အခါမာနကဝင်လာဖို့နေရာမရှိတော့ဘူးလေ။ကြီးစုတင်တဲ့တဲ့စိတ်က နင်းချမှုကိုဖျက်ဆီးတာပါ။ချင်းထွားပါပြီ။ကြီးစုတင်တဲ့စိတ်နဲ့မာနကိုထိန်းချုပ်တာပေါ့။ကောက်ပြီးဒုတိယအချက်ကတော့ဘာဖြစ်မလဲ။ ဒုတိယတစ်ချက်ကဘဝင်မကျစရာတွေကိုလင်းယူရှူတတ်ဖို့ပါကျွန်တော်တို့ကလူမှုပတ်ဝန်းကျင်နဲ့နေရတာဆိုတော့လေသူတစ်ပါးရဲ့အစိုးမြင်ဝေဖန်မှုတွေမကောင်းပြောတာတွေကိုမလွယ်မထွေးကြုံရမှာပဲဒီအချက်ကတော့တော်တော်လက်တွေ့ကြတယ်လို့တော်တော်လက်ခက်ခဲမဲ့အချက်ပဲအထူးသဖြင့်ဒီနေ့ခေတ်မှာဆိုရင် online ပေါ်က comment တွေဒါမှမဟုတ်အလုတ်ခွင်တွေကဝေဖန်မှုတွေကိုလစ်လူရှုပါဆိုတာက လက်တွေ့မှာဘလို့လုပ်ရမလဲစိတ်ထဲမှာတော့တနုံနုံနဲ့ခံစားနေရမှာပဲလေ ဟုတ်ကဲ့သူရဲ့ဆိုလိုရင်းကားရော်လေကိုယ့်ရဲ့အတွင်းစိတ်ငင်းချမ်းမှုဘဝင်ကိုတကားလူတွေရဲ့လက်ထဲအဆုံးဖြတ်မခံဖို့ပါပဲသူတို့ရဲ့စကားသခွန်းကြောင့်ကိုယ်တနည်းတာလုံးပျက်စီးသွားတာမျိုးမဖြစ်အောင်ကိုယ့်စိတ်ကိုကိုယ်ကာကွယ်ဖို့လိုတယ်ဆိုတဲ့သဘောပါအင်းကိုယ်စိတ်ပိုင်းဆိုင်ရာနယ်နိမိတ်ကိုကာကွယ်တာပေါ့မှန်ပါတယ်အကျိုးရှိတဲ့ဝေဖန်မှုတွေကိုတော့ယူရမှာပေါ့ဒါပေမဲ့ကိုကိုနာကျင်စေလို့တဲ့ယူရချက်နဲ့ပြောဆိုလာတဲ့အရာတွေကိုတော့ကိုစိတ်ထဲကိုဝင်ခွင့်မပေးဖို့လေ့ကျင့်ရမယ်လို့ဆိုလိုတာပါ ဟုတ်ကဲ့တဘောပေါက်ပါပြီဒါဆိုရင်တတိယအချက်ကလောတတိယအချက်ကတော့ဘဝင်ကြီးလင်းအောင်အမဲနေဖို့ပါပဲဒါတော့ခုနအချက်တွေလိုမျိုးတွန့်ပြန်မှုမဟုတ်တော့ပဲကိုဘက်ကစပြီးတက်ကြွဆိုတာပြုလို့ရမယ်အပိုင်းမှာကိုစိတ်ခွက်ထဲကိုအမိုက်တွေမဝင်အောင်ကောက်ွယ်ရုံမကပဲခွက်ထဲကရေကိုအမြဲတမ်းကြီးလင်းနေအောင်တန့်စင်နေဖို့ပါပဲဆောင်းမမှာတော့တရားထိုင်တာစာကောင်းပေးကောင်းတွေဖတ်တာကုတူကောင်းမှုတွေပြုတာစတဲ့အလေအကျင့်တွေကိုညွှန်ထားတယ် ဒီအချက်ကတော့အားလုံးထဲမှာအပြုတ်တဘောအဆောင်ဆုံးနဲ့ကိုယ်တိုင်ဖန်တီးယူရရတဲ့အချက်ဖြစ်လို့ကျွန်တော်အကြိုက်ဆုံးပဲဒါပေမဲ့တရားထိုင်တာစဖတ်တာတွေကအချိန်ပေးရတဲ့အလေးအကျင့်ကြီးတွေပေါ့အဲ့ဒါတွေအပြင်နေ့စဉ်ဘဝမှာလွတ်လွတ်ရတဲ့တည်တည်မွားမွားအလေးအကျင့်လေးတွေကတော့ဒီဘုံဝင်ကြည်လင်မှုကိုအထောက်အကူမပြုနိုင်ဘူးလားတစ်ပြီးဝင်နိုင်တာပေါ့ဥပမာမနက်အိယာထိုင်ဖုန်းမတုံးခင်၅မိနစ်လောက်ညင်ညင်လေးထိုင်ပြီး ကိုယ့်ရဲ့အသက်ရှူတာကိုပဲအာရုံစိုက်ကြည့်တာမျိုးอืมတကယ်ကိုအတုံးဝင်ပါတယ် အခု general ဆွေးနွေးခဲ့သမျှကိုအဆုံးသတ်အနေနဲ့ပြန်ပြီးစစ်ဆီးကြည့်အောင်ဆောင်းပါးရဲ့နောက်ဆုံးမှာတုံးသွားတဲ့ဥပမာတစ်ခုကလည်းတိတ်ကို မှတ်သားစရာကောင်းတယ်ဘဝဟာအခွန့်ဖြစ်ပြီးဘဝဟာအနစ်ဖြစ်တယ်ဆိုတဲ့အချက်ပါပဲအပြင်ပန်းအခွန့်လားဖို့ဘူးလို့အပြင်မဲ့အတွင်းကအနစ်ဖြစ်ဖို့အနစ်ခိုင်မာဖို့ကပိုပြီးအရေးကြီးတယ်လို့ပြောသွားတာတွေ့ရပါတယ်အဲ့ဒီအချက်ကိုပဲထပ်ပြီးအားဖြည့်ပြောချင်ပါတယ်ရှင် ဆောင်းပါရဲ့ညှိကုံးချုပ်စကားအတိုင်းပဲဘဝရဲ့မုံနိုင်တွေကိုကြံ့ကြံ့ခံနိုင်ဖို့ဆိုရင်ကိုယ့်ရဲ့ဘဝဝင်နိုင်ကိုခိုင်မအောင်စိုက်ထူထားဖို့လိုအပ်တယ်လို့ဆိုထားတယ်။တိုင်းဆိုတဲ့စကားလုံးကိုတုံးထားတာအတိတ်ပဲရှိတယ်နော်။ဟုတ်ပါတယ်။တိုင်းတတိုင်းခိုင်မာဖို့ဆိုတာတခါစိုက်ပြီးကိစ္စပြီးသွားတာမဟုတ်ဘူးလေ။ယာဒီဥတုတန်ကိုခံနိုင်အောင်အမြဲတမ်းပြုတ်ပြင်းထင်းထင်းနေရတယ်လို့ပဲ။ကျွန်တော်ရဲ့ပုံဝင်ကိုလည်းနေ့စဉ်နေ့မြတတိတရားနဲ့ပြုစုပြိုးထောင်နေဖို့လိုအပ်တယ်ဆိုတဲ့အသည့်ကိုပေးနေတာပါ။ဒါဟာတသက်တာလုပ်ငန်းစဉ်တစ်ခုပါပဲ။ ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ကြည့်ရရင်ရှင်းပါတယ်လူတယောက်ရဲ့ပျော်ရွှင်မှုနဲ့တကယ်အောင်မြင်မှုဆိုတာအပြင်ပန်းအခြေအနေတွေပေါ်မှာချီးပဲမူတည်နေတာမဟုတ်ပဲအဓိကအားဖြင့်အတွင်းစိတ်ရဲ့တည်ငြိမ်မှုကြီးလင်းမှုခိုင်မာမှုဆိုတဲ့မဝင်အပေါ်မှာမူတည်နေတယ်ဆိုတဲ့အချက်ပါပဲဟုတ်ပါလေရှင်ဒီဆွေးနွေးမှုကိုအဆုံးမတက်ခင်ပါလေနားထောင်နေတဲ့သူတွေအတွက်စဉ်းစားစရာအတွေ့တစ်ခုခြံထားခဲ့ခြင်းပါတယ် ဆောင်းပါးမှာဘဝကိုအခွင့်ဘဝင်ကိုအနစ်လို့တင်စားထားတယ်မဟုတ်လားဟုတ်ကဲ့ကျွန်တော်တို့ဆွေးနွေးခဲ့တာကအနစ်ကောင်းမှအခွင့်ကိုမွန်တိုင်းတန်ကကာကွယ်နိုင်မယ်ဆိုတဲ့တပေါ်ပါဒါဆိုရင်စဉ်းစားစရာမေးခွန်းတစ်ခုထပ်တိုးကြည့်ခြင်းတယ်တကယ်ကိုခိုင်ခွာပြီးလပတဲ့အနစ်ဟာသူ့ရဲ့အခွင့်ရဲ့ပုံဖန်းတန်တန်ကိုပြန်လဲပြောင်းလဲပြင်တိုင်းစွမ်းရုပ်ရှိပါသလားအာစိတ်ဝင်စားစရာပဲတနည်းအားဖြင့်ပြောရရင်ကောင်းမွန်စွာပြုစုပြောထောင်ထားတဲ့အတွေးစိတ်ဘဝင်ဟာ အပြင်လောကရဲ့အခြေအနေဘဝတွေကိုတုံ့ပြန်ယုံတတ်တတ်မကပဲအဲ့ဒီအခြေအနေတွေကိုယ်တိုင်ကိုပြန်လဲပုံထွင်းနိုင်စွမ်းပိုကောင်းအောင်ဖန်တီးနိုင်စွမ်းရှိမရှိဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်တွဲခေါ်စရာအချက်တစ်ခုအနေနဲ့ခြံထားခဲ့ခြင်းပါရှင့်